သွေးသည်လိုလိုစိုးကြီးလိုလိုနဲ့ဝိုင်းရံပွဲဥတော်မှာတန်ဆင်လို့ရှုံနေသွားတဲ့တပ်ပိုင်အောင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LM ဘောင်းစင်းကနေပြန်နေပြီးတော့ကြိုးဆိုပါရစေတပ်ပိုင်အောင်တော့ဒါအတွေ့အကြုံတစ်ခုဖြစ်သွားခဲ့လို့ပဲဆိုချင်ပါတယ်မျော်လင့်ချက်တွေအများကြီးနဲ့ဝိုင်းရံကျိုးဝိုင်းတွင်ဝင်ရောက်လာခဲ့တဲ့လူငယ်တယောက်ဟာပြန်ပြောက်ဘလို့မှမရှင်းနိုင်ခဲ့တာတော့မြင်တွေ့လိုက်ရပါတယ်တပ်ပိုင်အောင်ရိုးရိုင်းချန်ပီယံတယောက်ဖြစ်တယ်လို့သိရပြီးတော့အခုတော့ရိုးရိုင်းချန်ပီယံဝိုင်းရံကျိုးဝိုင်းတွင်မှာအလဲထုံးနဲ့ရှုံပြီးသွားခဲ့တာပါတပ်ပိုင်အောင်တို့ရဲ့သင်ကန်းစားတွေများရာသွားခဲ့မှာဖြစ်ပြီးတော့ သူအနေနဲ့ဒီကျိုးဝိုင်းတွေမှာကြာတာကစားကျင်လဲဆိုရင်ခုထပ်ပို့ပြီးတော့စူးစမ်းသွားအောင်မယ်ဆိုတာသူကိုယ်တိုင်လည်းသဘောပေါက်ပြီးဖြစ်မှာပါခုမှဂျိုဝိုင်းထက်ကိုတက်ရောက်လာတဲ့ fighter တယောက်၃ပွဲဆက်နိုင်ဝဲရထားပြီးတော့၂ပွဲဆက်အလဲထုနဲ့နိုင်ထားခဲ့တဲ့ fighter တယောက်နဲ့ပွဲတယ်ပေးလိုက်တာတပိုင်အောင်အတွက်ခက်ကြမ်းကြမ်းအဆန်းသက်ခံလိုက်ရတာမျိုးတော့ဖြစ်ပါလိမ့်သူတို့တော့ခုထပ်ပို့ပြီးတော့စူးစမ်းသွားဖို့လိုအပ်နေသေးတယ်ဆိုတာသူကိုယ်တိုင်လည်းတည်သွားခဲ့မှာဖြစ်တယ်လို့ဒီလိုဂျိုဝိုင်းထက်မှနိုင်ပွဲတွေရပြီဆိုတော့မလွယ်ကူးဆိုတာပို့ပြီးတော့သဘောပေါက်နားလေသွားမှာပါပြိုင်မဲ့ဂျပန် fighter ဖြစ်စေ Thai fighter ဖြစ်စေတပိုင်အောင်နဲ့လက်ရှိထိုးတပ်ပုံကဘလို့မှအဆင်မပြေနိုင်ဘူးလို့ဆိုမှာဖြစ်ပြီးတော့သူအနေနဲ့အခုထပ် 2ဆ3ဆ4 5ဆလောက်ကြီးစူးစမ်းပြပြီးတော့လိုအပ်နေသေးတယ်လို့ပဲဆိုကြပါတယ်။ဂျပန်ဖိုက်တာတာကဲရူကတန့်စင်ကန်သွားခဲ့တယ်လို့အခုတပ်ပိုင်အောင်ကန်ခဲ့တဲ့ပုံစံမျိုးပဲဆိုပြီးပြောဆိုနေခဲ့ကြပါမိတ်။တာကဲရူကကန်ချက်ကတပ်ပိုင်အောင်ကန်သွားခဲ့တဲ့ဂျပန်ဖိုက်တာတွေထက်စားပေါင်းများစွာပိုပြီးတော့ပြင်းတယ်လို့ဆိုရမှာပါ။အဲဒီခါလဲတန့်စင်တော့တာကဲရူကကန်ချက်နဲ့ရင်ဆိုင်ခဲ့ရပါမိတ်။နောက်တစ်ခါထပ်ပြီးတော့ကုန်းထားခဲ့မိတ်။တာကဲရူကလက်သီးချက်တွေကိုထပ်မံရင်ဆိုင်ခဲ့ရပြီးတော့ရှုံးဆွဲရလက်ကိုပိုင်ဆိုင်သွားတာဖြစ်ပါတယ်။ကိုလဲတပ်ပိုင်အောင်ဌာနေဆွေရဲ့ကန်ချက်နဲ့အမတ်စင်ရွက်ခံပြီးတော့ပြန်ထလာခဲ့ချိန်မှာလဲထုံးနဲ့ရှုံးပြီးသွားခဲ့ရတာပါ။ ဂျပန်ဖိုက်တာတာနီဆိုကတော့တပ်ပိုင်းကိုလဲထိုးပြီးတော့နိုင်ပွဲရသွားသလိုဘောနက်ဆုခွာရယူသွားခဲ့ပါတယ်။လက်ကလည်းမမျှတသလိုအစင်းတိုင်းချင်းကလည်းအများကြီးကွာနေခဲ့ကြတာကိုမြင်တွေ့ထားရပါတယ်။တပ်ပိုင်းစီမှာရှိတဲ့အရာတစ်ခုကမာကွန်တစ်ခုပဲရှိနေခဲ့တာဖြစ်ပြီးအဲဒီမာကွန်တစ်ခုထဲနဲ့ဝမ်ပြိုင်မဲ့မှာဘာမှလုပ်လို့မရဘူးဆိုတာရှေ့ရှေ့ကစီညာတွေကလည်းမိမောင်းထိုးပြခဲ့ကြပြီဖြစ်ပါတယ်။ဂျပန်ဖိုက်တာတာနီဆိုကတော်တော်လေးကိုတွတ်သလိုနင်းချီတားချီတုံးပြီးတော့အကွာဝေးလေးထိန်းစားသွားခဲ့တာမြင်တွေ့လိုက်ရပါတယ်။ရွှေကွက်ချန်ပီယံတပ်ပိုင်းကတော့ဘလူးဆိုင်းတီးပြီးတော့ဂျောင်းပိတ်ထိုးချင်ပေမဲ့တာနီဆိုရဲ့မြန်နှုံးတော့ဘလို့မှလိုက်လို့မမီခဲ့ပါဘူး။ ပထမချီမှာကလေးကဒါနေဆိုတာတပ်ပံအထက်အများကြီးတာရခဲ့တော့မြေတွေ့ခဲ့ကြပြီးတပ်ပံတို့ကမာကုံလေးကောင်းနေလို့သာစောစီကြမသွားတာပါဒါနေဆိုတာတစ်ချက်ကန်လိုက်တိုင်းတမ်မီဇိုးကြီးလိုမျိုးခေါင်းလေးတစ်ညှိနဲ့ဘာမှဖြစ်သလိုမဖြုံသူပုံစံမျိုးတွေလှုပ်ပြားလိရှိပြီးတော့တန်းစီလိုမျိုးခေါင်းငုံငုံပြီးထိုးနေခဲ့တာကျိုးဝိုင်းထောက်ထိုးခံမှုတက်လာသလားထင်မှတ်သွားစီခဲ့ပါတယ်နောက်ချက်ကဘောင်းကြီးလေးမမကြီးတင်းနေအောင်မြေတွေ့ခဲ့ရပြီးတော့သူတွေဝင်လိုက်အောင်တော့မှသတိတရဖြစ်မိသွားစီပါတယ်သူရဲ့ထိုးပုံထိုးကွက်လဲသူတွေဝင်လိုက်လို့ကောင်တာရဲ့ထိထိမိထိုးတက်သွားအောင်ပြင်ဆင်ခဲ့တာဖြစ်ပြီးတော့ချင်ပြန်လက်ပြန်ရှိတဲ့ဂျမန်ဖိုင်တာတွေ့မှာလို့သူရဲ့အစီအစဉ်တွေကတခြားစီဖြစ်သွားခဲ့ရပါတယ် ဒူရာချီမှာတပ်ပိုင်အောင်ထောက်လက်သီးကြက်ကဒါနိဆွဲနှာနုစီရောက်သွားခဲ့တယ်လို့နှာခေါင်းသွေးတွေပါထွက်လာခဲ့တဲ့အထိကိုမြင်တွေ့ခဲ့ရပါသေးတယ်။ဒါပေမဲ့ဒါနိဆွဲကန်ကြက်တွေလက်သီးကြက်တွေကတပ်ပိုင်အောင်နဲ့နှစ်ဆပို့ပြီးတော့ကျန်းသွားခဲ့ပါတယ်။ဒါနိဆွဲခြေကန်ကြက်တွေကရွှေကပတ်ချန်ပီယံတပ်ပိုင်အောင်နန်ဘေးကိုဇတိုက်ထိခဲ့တယ်လို့ဘော်ဒီရှော့တွေကလည်းနင့်နေနင့်နေပါပဲ။အဲနောက်ဇတိုက်ဆိုလိုဖိအားပေးမှုတွေပြုလုပ်ပြီးတော့ခက်ချောင်းချောင်းပြိုင်ဘက်ကိုအလဲထိုးကဘော်နဲ့စုကရောက်သွားခဲ့တော့တာဖြစ်ပါတယ်။တပ်ပိုင်အောင်တို့ကလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့ရိုးရချန်ပီယံတယောက်ဟာဝမ်းဖွင့်ပွဲစဉ်မှာအလဲထိုးနဲ့အတူပဲစောစီးအစွဲကျိုးသွားခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်း MMA fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပေါ်တဲ့ဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပါရစေခင်ဗျစုံဒီဂျီဗီဒီယိုအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ